အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေထဲမှာအကြောင်းချက်သူတွေရှိကြလားဒီကနေ့ရဲ့ Amazing Fat အစီအစဉ်မှာတော့ဘိုရာကဂျပန်နိုင်ငံကကြောင်လေးတွေအများကြီးရှိတဲ့ကျွန်းအကြောင်းပြပြပေးတော့မှာဖြစ်ပါတယ်။အဲ့ကျွန်းလေးကတော့တိုဟိုကုဒေသမှာရှိတဲ့ထာရှီရိုကြီးမဆိုတဲ့ကျွန်းလေးပဲဖြစ်ပါတယ်။ဒီကျွန်းမှာဆိုလို့ရှိရင်ဒေသခံအဖြစ်နဲ့နေထိုင်တဲ့လူဦးရေထက်တကျွန်းလုံးကကြောင်လေးတွေနဲ့ပြည့်နေတာမို့လို့ဒါကြောင်ချစ်သူတွေအတွက်ဆိုလို့ရှိရင်တော့နိဗ္ဗာန်မုံတစ်ခုလိုတော့ပြောလို့ရပါတယ်။ဒါဆိုရင်ဒီကျွန်းပေါ်ကြောင်လေးတွေဘယ်လိုရောက်လာကြရလဲ။ ဘလို့ရောက်လာကြရလဲဆိုလို့ရှိရင်တော့ဒါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီကျုံးပေါ်မှာနေထိုင်တဲ့ဒေသခံတွေအားဆိုလို့ရှိရင်ပိုးတဲ့လုပ်ငန်းကိုအဓိကထားပြီးတော့လုပ်ကင်ကြရတယ်။ပိုးတဲ့လုပ်ငန်းလုပ်ကင်နေဆိုပိုးမွေးမြူရေးပါတခါရဲတွဲပြီးတော့လုပ်ကင်ရတာပေါ့။အဲ့ဒီခါမှာအဲ့ပိုးကောင်လေးတွေကိုကြွက်တွေကလာစားကြရင်းနဲ့ဒါပိုးမွေးမြူရေးအတွက်လည်းအခက်အခဲဖြစ်တယ်။ကြွက်တွေတောင်းညံ့တော့ဒါယောဂဗီရလည်းပိုများတယ်ဆိုပြီးတော့ဒေသခံတွေကနေပြီးတော့ကြောင်လေးတွေကိုစတင်ပြီးတော့မွေးမြူခဲ့ကြတာပါ။အဲ့လိုနဲ့ပဲဒီကျုံးပေါ်မှာကြောင်လေးတွေကစတင်ပြီးတော့စိုးမိုးလာခဲ့ကြတာပေါ့။ အဲ့လိုနဲ့နှစ်တည်တဖြည်းဖြည်းကြာလာတဲ့အခါမှာတော့ဒေတာကန်တွေကပိုးတဲ့လုပ်ငန်းပိုးမွေးမြူရေးလုပ်ငန်းအောင်ပေါ့နော်ဆက်ပြီးတော့မလုပ်ကင်ကြတော့ဘဲနဲ့တငါလုပ်ငန်းကိုအဓိကထားပြီးတော့ပြောင်းလဲလုပ်ကင်လာကြတာပေါ့ဒါပေမဲ့လည်းဒီကျုံးပေါ်မှာကြောင်လေးတွေပေါ့နော်ဆက်လက်ပြီးတော့လွတ်လပ်စွာနေထိုင်ခွင့်ကိုတော့ပေးထားတယ်အခုဆိုလို့ရှိရင်လည်းအဲဒီကျုံးလေးရာဆိုလို့ရှိရင်ခရီးသွားရတဲ့အတွက်လည်းဒါဆွဲဆောင်နိုင်တဲ့နေရာလေးတစ်ခုလည်းဖြစ်နေခဲ့တာပေါ့အဲ့ဒီထာရှီရိုကြီးမကျုံးပေါ်မှာကြောင်လေးတွေရာဆိုလို့ရှိရင်လူလဲအရင်ရင်ပြီးတော့ ဧည့်သည်တွေလာလေတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဧည့်သည်တွေနောက်လာပြီးတော့နှုတ်ဆက်တာမျိုးတွေပုတိပုတ်သက်လောက်တာမျိုးတွေတောင်ရှိတယ်လို့လည်းဆိုကြပါဗါးဒါပြင်ဒီကျုံးပေါ်မှာနေထိုင်တဲ့ဒေသခံတငါတယ်တွေရာဆိုလို့ရှိရင်လဲကြောင်လေးတွေစားဖို့လက်ဆက်တဲ့ငါးတွေကိုအမြဲကျွေးလေးရှိပြီးတော့ဒီကြောင်လေးတွေအပေါ်မှာလဲတော်တော်လေးတန်ရောစင်ရှိကြတယ်လို့လည်းပြောကြပါဗျ။ကြောင်လေးတွေကျမ်းမာရေးအတွက်လဲမြို့ပေါ်ကနေပြီးတော့ဗောနော်တလိမ့်ဆန်ဆေးကုဆရာဝန်တွေကဆိုလို့ရှိရင်ပုံမှန်ဇာရောက်စစ်ဆေးတာမျိုးတွေလဲလုံးလေးရှိပါဗျ။ ဒါပြင်ကြောင်လေးတွေကျမ်းမာရေးအတွက်ပေါ့နော်လာရောက်လည်ပတ်တဲ့သူတွေကိုကြောင်စာမကျွေးဖို့လည်းသူတို့ကတားမြစ်ထားပါသေးတယ်ဆိုတော့ခီးသွားတဲ့အနေနဲ့ဒီကျုံးကိုလဲပတ်မယ်ဆိုလို့ရှိရင်တော့ဒါကြောင်စာကျွေးတာမျိုးတွေကိုတော့လုံးလို့မရဘူးပေါ့နော်။ဒါပြင်ဒီကျုံးလေးကိုတွားရောက်လဲပတ်ချင်သူတွေအတွက်လည်းဒါတွားရေးလာရေးအစဉ်ပြောင်းလို့ပေါ့နော်။စီစဉ်ပေးထားဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်လို့တင်ကကြောင်ချစ်သူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့ဘဝမှာတစ်ခါလောက်တော့တွားလဲတင်တယ်လို့အကြံပေးပါရစေ။ ကဲဒီနေ့ Amazing Fat အစီအစဉ်လေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးကြတဲ့ပရိသတ်ရောက်စီတဲ့အောင်လေးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းအခုလိုမျိုးဘူးသူရရစရာကောင်းတဲ့အကြောင်းအရာတွေစိတ်ဝင်စားစရာကောင်းတာတွေကိုတင်ဆက်ပေးသွားမှာမို့လို့ဆက်ဆက်ဆောင်ကြည့်ပေးကြပါအောင်နော်ကျွန်တော်တို့ပို့တာပါ